အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့စာရေးဆရာချမ်းအေးရေးသားထားတဲ့ GOG ဆိုတဲ့ဝတ္ထုတွေကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင် GOG တရလိုထွန်းလာတဲ့ဝက်ချန်နယ်ဝင်ပြီးဇေကြီးနှုတ်တိုက်ပေးသည့်အတိုင်းကြမ်းကင်လိုက်လေတယ်ထို့သောကြမ်းကင်ပေးသည့်နောက်တရားသူကြီးသည် အဖေနာမည်အသက်နေရန်စသည်တို့ကိုမေးမြန်းပြီးလျှင်မင်းဘာလုပ်တယ်လဲဟုတ် တရလိုထွန်းလာအောင်ဆက်ခါမေးလျက်မိုးဝင်းကရောက်ပါတယ်အထမ်းနဲ့ရောက်သလားဟုတ်ပါတယ်ကဲမင်းကိုင်နဲ့ကြေးဦးကိုဘသူစီမှာအပ်ထားတယ်တရလိုထွန်းလာသည်တရခန်ငဘိုရှိအောင်နောက်တော့တစ်ချက်လှက်ကြည့်ပြီးငဘိုစီအပ်ထားခဲ့ပါတယ်ဟုတ်ဖြေခိုက်လေတယ်ငဘိုသည်မှိုင်တွေ့တွေ့လေးရှက်နေတယ်ငဘိုဟုတ်ထွန်းလာကခေါ်တော့လေငဘိုကိုကြည့်ရတယ်မှာ အသက်၄၀တဝဲလောက်ရှိမည်ဟုထင်ရတယ်။ထွန်လာနဲ့ဆိုရင် အသက်ချင်းသိပ်กว่าကြပါမပေါ်ပေ။တရားသူကြီးသည် ဖောင်တိန်နှင်ထားပြီးထွန်လာ၏ထွက်ချက်များကိုရေးမှန်နေလေတယ်။ထွန်လာသည်တရားသူကြီးကိုမကြည့်ပဲမိမိရှေ့တက်တဲ့ကိုသာစူးစမ်းကြည့်နေလေတယ်။တရားသူကြီးသည်ဖက်သွဲ့သွဲ့ရေးမှန်ပြီးနော်။မင်းကြီးအိုးပြန်တောင်းတော့ပြန်ရသလားဟုမေးပြန်တယ်။မရပါဘူး။ငါဘူရောင်းစားပြစ်ပါတယ် ကျောင်းစားပြင်မယ်။မင်းဘလို့လုံးသိလို့တော့ကွာ။သူတို့ပဲပြောတာပဲ။တရားသူကြည်တင်ငဘိုးကိုတစ်ချက်ကြည့်လိုက်တာ။ဟဲ့မင်းတို့ဒီလိုပဲပြောသလား။ဟိုတမ်းမိလိုက်လေတယ်။ငဘိုးကဘိုးမကွယ်ပဲ။ဟုတ်ပါတယ်ဟိုဟုတ်တမ်းမှန်ရဝန်ခံလေတယ်။တရားသူကြည်တင်ဖောင်တင်ကိုချလိုက်ပြီးနောက်အင်းဟိုအတန်မြင်ဆွဲ၍ညီလိုက်လေတယ်။စင်စင်၌ဤသို့အင်းဆွဲ၍ညီလိုက်ကလေးက အမှုမှာထင်ရှားနေပြီဖြစ်၍အချိန်ကုန်ကစစ်ဆေးရန်ပင်မလိုတော့ပေ။တရားခံကို တထိုင်နေအပြစ်ပေးလိုက်ုံသာရှိပြီဟုတရားသူကြီးလှုပ်သူကစုံပြလိုက်သည့်သဘောပါနေသည်ကိုတွေ့တွေ့လေးရှင်းနေသောငဘိုးကသိဖို့ကောင်းလေပြီ။ငဘိုးကဤသဘောကိုရှင်းမိရန်မတူသေးချေ။ကဲငဘိုးမင်းဘာမေးအောင်မလဲထွန်းလာပေါ့။ငဘိုးသည်ပထမတော့ကြောင်သွားတယ်။ထို့နောက်ရှေ့နေများထိုင်သော ပုံတန်းလျာအထိတိုးလာက မေးစရာတော့ဘာမှမရှိပါဘူးဒီကြီးဦးကျွန်တော်မရောက်ပါဘူးဟိုခရွရွရကလေးပြန်ပြေးလေတယ်ဤသို့ဖြစ်သည်နှင့်တရားသူကြီးသည်ရလုံးတစ်ချက်ပြုဝိုင်းသွားကကိုကိုရှေ့သို့အနှင်းငယ်ကုန်းလိုက်မိရဲ့တရားသူကြီးအံအားတင့်သွားပုံကြည့်၍အမှုတော်ရှုပ်လာပြီးထင်သွားလျော်သလားဟိုငဘိုးစိတ်ထဲထင်သွားလေတယ်ဒါဖြင့်မင်းမရောက်ရင်ဘသူရောက်တယ်လဲ မန်းငိမ့်ရောက်ပါတယ်။မယုံရင်မန်းငိမ့်မေးကြည့်ပါ။မန်းငိမ့်လည်းအခုပါလာပါတယ်။တရားသူကြီး၏အမှုအရာပိုး၍လှုပ်ရှားသွားသည်ကို ထောက်ချူခြင်းအပြင်၎င်း၏ဦးနှောက်သည်ခိတခဏများခြေလက်ပတ်လဲသွားသည်ဟုထင်လိုက်ရလေတယ်။တို့ရာတွင်ချက်ချင်းပင်မန်းငိမ့်ဆိုတာဘသူလဲကွာ။ဟိုထုံးစံအတိုင်းမေးရပြန်လေ။ကျွန်တော်မေးမှာပါ။တရားသူကြီးသည်နပူကြောတစ်ချက်သာရှုံလိုက်နိုင်ပြီ။ကဲ မငိမ့်ကိုခေါ်လိုက်ဟုအမိန်ပေးရလေတယ်။ငဘိုသည်ကျုံကန်းအပြင်သို့ခတ်တုတ်တုတ်ကလေးထွက်သွားပြီ။မငိမ့်မငိမ့်ဟုလှမ်းခေါ်နေလေတယ်။ထိုအတွင်း၌ဝက်ချန်ထဲမှမစိမ့်ရသေးသော ထွန်လာကဒီကောင်အမှုလွတ်အောင်နှမနဲ့တမင်တင်ပေးနေတယ်ဟုတောက်ခေါရင်ပြောလိုက်သည်ဖြင့်တရားသူကြီးသည်ပင်မျက်လုံးအပြူသားနဲ့အတော်နားဆွင့်ထောင်းလိုက်ရလေတယ်။ဘာကွာမငိမ့်ရမင်းနှမလား ဟုတ်ပါတယ်။အရင်လားဟုတ်ပါတယ်။တရားသူချင်းတွေလက်ဖူးတစ်ချက်ပို့လိုက်ရင်မင်းတို့ဟာရှုပ်ပါကွာ။ဝါနမချင်းဖြစ်နေတဲ့အမှုပဲ။ဟိုကြီးလေတယ်။ငဘုံနဲ့မန်ငိမ့်တို့နှစ်ဦးစလုံးရုံကန်အတွင်ပြန်ရောက်နေကြပြီဖြစ်၍ထိုကြီးတန်ကို ကောင်းကောင်းကြားလိုက်ကြရလေတယ်။ကဲမန်ငိမ့်ခမရသူကြီးဦးကိုရောင်းပြစ်သလား။ဟုတ်ကဲ့ဘလောက်နဲ့ရောင်းပြစ်သလဲ။တရားအစိမ့်နဲ့ရောင်းပါတယ်။ငဘိုးကရောင်းခိုင်းလို့ရောင်းတာလား။ မဟုတ်ပါဘူး။သူခက်တရသွားနေတော့ကျမရောက်ဖြစ်တာပါ။မန်ငိမ့်ကဤသို့ဖြစ်သည်နှင့်ဝက်ချန်ထဲမှထွန်းလာသည်။မန်ငိမ့်ကိုတချင်မြစူးဆိုင်လှဲ့ကြည့်ပြီ။လင်းအတွေ့ကိုကိုကိုတရားခံလို့တဲ့မိမခံပေါ်ဟုအန်ကျိတ်ပြီးပြောလေတယ်။တရားသူကြီးသည် ထွန်းလာဒေါသထွန်းနေပုံကိုအကဲခံမိတယ်။တို့ရရင် အမှုမှာအသေးအဖွဲဖြစ်တယ်ကလည်းတကြောင်မောင်နှမချင်းဖြစ်ကြသည့်အမှုဖြစ်နေတယ်ကလည်းတကြောင်ကြောင့် တရားသူကြီးသည်ငဘိုးတို့ကထွက်လာအတွက်ကျိုးတလုံးအစားဝယ်ပေး၍အမှုကြည်အေးလိုက်ကြရန်မြစ်တာရက်ခံနေရလေ။ငဘိုးနှင့်မငိမ့်တို့ကတရားသူကြီး၏ခြံပြေပေးချက်ကိုအတားတကြီးလက်ခံကြတယ်။စဘာပေါ်ချင်းတွင်ကျိုးအစားဝယ်ပေးပါမည်ဟုဂရီပေးကြတယ်။ဒို့ရတွင်တရားလူထွက်လာကမကြည်အေးနိုင် အမှုလုံးမှ ဖြစ်မည်ဟုတင်းနေသည်ဖြင့်တရားသူကြီးက ကြေးဦးအစားပြန်ရတာတော့မင်းကမကြေချမ်းနိုင်ဘူးလားကွာဟိုထွန်းလာအာစိတ်တူတူနဲ့ကျိန်နိုင်မိလေတယ်လို့တော့ထွန်းလာကကျွန်တော်မကျင်တတ်ပါဘူးသူတို့ရောင်းစားပြတဲ့ကြေးဦးဟာကျွန်တော်အမွေရတဲ့အိုးဖြစ်လို့တရုတ်တသိထားခဲ့တဲ့အိုးမို့လို့ပါဒီအိုးနဲ့ပဲမိုးဝင်းကရောင်းနေတာလဲကြားပါပြီဟိုပြောရင်စက်ရွေကောင်းပါနေလေတယ်ကဲမင်းမကျင်နိုင်လဲအမှုဆက်ဆက်ရမှာပေါ့မင်းတက်တည်ပါသလားပါရင်အခုခေါ်လာ ထုံးလာတဲ့ဝက်ချန်ထဲမှာဆင်း၍ရုံးပြင်၌ရပ်ဆောင်နေသော အောင်တင့်ကိုတွားခေါ်လေတယ်။တရားသူကြီးသည် အောင်တင့်အားဝက်ချန်နဲ့တက်ခိုင်းလိုက်ပြီးကြမ်းကျိန်စေတယ်။အောင်တင့်ကကြမ်းကျိန်ပြီးသည်နဲ့သူကျမမတ်ပါဟုတ်တရားသူကြီးအားဘဝင့်တဝင်မကြတကြနဲ့မငင်းကလှံပြော်လေတယ်။တရားသူကြီးသည် ရုတ်တရက်တော့ကြောင်သွားတယ်။ပါစေမိရမှန်ပင်မတိလိုက်တဲ့ကဲ့သို့ဖြစ်သွားတယ်။ထိုစဉ်တွင်ထွန်လာက ဟုတ်ပါတယ်။အောင်တင့်မိမနဲ့မန်းကြီးဟာညီအမအရင်ပါဟုဝင်၍ပြောလေ။ဒါဖြင့်အောင်တင့်နဲ့မင်းသမီးရောက်ဖပေါ့။ထွန်လာကပြန်ဖြေမိပြုတော်လဲ။အောင်တင့်ကဖြေရှင်းပြီးသားဖြစ်နေတယ်။ဟုတ်ပါတယ်။ကျွန်တော်နဲ့ငဘောဟာမရညီကိုပါ။ဘေးနဲ့ဆေးရခြင်းနဲ့ဆေးရလေးတို့ကဝိုင်းရကြတယ်။မင်းတို့အမှုကမောင်နှမချင်းဖြစ်တဖက်သက်တွေကလည်းမောင်နှမချင်းဖြစ်နေ။ ငါတော့မင်းတို့အမှုကိုစစ်ကိုမစစ်ချင်တော့ဘူးဟိုတရားသူကြီးလည်းစိတ်ပြက်လက်ပြက်နဲ့ရေးထားပေးသည်မအမှုတွဲကိုဘေးသို့ပြစ်ချလိုက်ရင်ပြောနေတယ်ထို့နောက်ခေါင်းပေါင်းကိုချွတ်၍ခေါင်းကိုကုတ်ခါကဲထွန်းလာကြေဦးအစာရရင်ကြေစမ်းပါကွာဟိုဝဲချံအနေနဲ့ရက်နေတော့ထွန်းလာအာလမ်း၍တောင်းပန်ပြန်လေတယ်ထွန်းလာမှာချူတူတူနဲ့ဖြစ်နေတယ်အခဲမကျေနိုင်ဘောပေါက်နေတယ် မကျေနပ်ဘူးစရာရဲ့မင်းမကျေနပ်လို့အမှုလုပ်ရင်မင်းနှမတရားခံဖြစ်ပြီးထောင်ကြမှာပေါ့ကွာကြကြစရာဂျီအိုတလုံးနဲ့မြန်ဒီလောက်တော့ဖြစ်ရသလားဟိုတရားသူကြီးကစိတ်ထဲကဖြစ်ပေါ်သွားတယ်ကုန်အမှုတဲ့များဂျိမ့်မိချင်မှဂျိမ့်မိကြနေဖြစ်လေတယ်နေစမ်းမအောင်မန်ကြီးကဂျီအိုကိုဘသူစီရောက်ပြစ်ထားတော့ဓမ္မယုံကိုပါဗျာခမရတို့ဟာဓမ္မယုံတော်တရားခံဖြစ်နေပြန်ပြီ တုတ်တုံညာမလုပ်ပဲအလုံးငိမ့်နေကြနေတယ်။အောင်တဲ့တီဝက်ချန်တဲ့နိုင်အောက်ကတော့ငုံနေတယ်။မောမကြည့်ပဲ။ထွန်လာတဲ့လက်ထဲမှာထီးကိုပိုလက်တီလဲလှဲ့နေတယ်။ငဘောတီမငိမ့်နဲ့ရှင်းရနေရမှာနောက်တော့အနှင်းငယ်ခွာရွေနေလိုက်တယ်။တရားသူကြီးလည်းငဘောနောက်တော့ခွာရွေနေတီကိုမြင်လိုက်ရမှာဟဲ့မိဒီယာကန်အဖြစ်ကမကြွသေးဘူး။မငိမ့်ကဝန်ခံမိမဲ့တရားခံဖြစ်နေတော့မယ်သိလားဟို့ ငဘိုးအားလှမ်းပြောလိုက်လေတယ်။ငဘိုးကညှိုးငယ်စွာနဲ့ကောင်းပြန်ညှိနေတယ်။ကဲမန်းကြီးခမည်းလည်းတရားခံဖြစ်နေပြီ။မင်းမသားမို့ကျုပ်ခမည်းကိုချုပ်လည်းမထားခြင်းဘူး။ဒီတော့အာမခံရမယ်။အာမခံမဲ့လို့အခုပါသလား။ပါပါတယ်။ပါရင်တွားခေါ်ခြင်း။မန်းကြီးသည်ရုံးခဲပြင်ပသို့ထွက်သွားကအသက်50နီးပါးလောက်ရှိသည့်လူကြီးတဦးကိုတရားသူကြီးရှိသူခေါ်လာလေတယ်။ခမည်းနာမည်ပါလဲ။ ထူပါပါဂျွန်ပါဟိုကြားရတဲ့နဲ့တရားသူကြီးသည်ညခုံးနှစ်ဖက်ပင်နိုင်မိတယ်။မင်းကြီးနဲ့ဆွေမျိုးများတော်သလားအခုအရင်ပါတရားသူကြီးသည် ဖောင်တိန်ကိုချလိုက်ပြီးဘာမှစက်မမီတော့ပဲမျက်စီထဲ၌တည်လို့ထွန်းလာ အမွေရသည်ဆိုတော့မောဟင်းကချက်သည့်ကြေးဦးကြီးသည့်သာကြာလပတ်လဲကျင်တိုင်းလဲနေတော့တယ်ဟုတ်ကဲ့ပါရှင် စာရေးဆရာကြီးချမ်းရေးရေးသားထားတဲ့ ေဝကြီးဆိုတဲ့ဝတ္ထုတော်လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဤကြမှာခြင်းနဲ့ပြည့်စုံကြပါစို့ချင်း။